အော်ဟုတ်တယ်တော်တော်ပိန်တယ်တော်တော်ပိန်တယ်ပြောရအကြမလောက်ရစိုးလဲဆိုပြောရလေကဲဆောရဘာမှဖြစ်ဘူးတင်တာပဲဟိုကိုမလှလားမလှလားလူတွေမှလှချင်းမလှချင်းအခုလဲကိုမလှပါဘူးအာဒါပြင်တက်စင်တက်လို့ဒါလေးလှတယ်လို့ထင်ကြတာတကယ်နဲ့မလှပါဘူးဘာပြောကိုဖြစ်တည်မှုကိုခံယူတယ်ဘလို့နေနေအဲ့ဒီဟိုထမင်းမစားတဲ့မန္တလေးမျိုးဟိုဘာဘီတပီလေးလားဒါလဲသူဖြစ်တည်မှု तू စိတ်ကျင်တဲ့တာ तू ပြောတယ်လေမန္တလေးနေစားတာလေဟာ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  သူစိတ်ချမ်းသာတယ်တကယ်ထမင်းကိုကြောက်မဲ့ပုံပေါ်ပါတယ်တကယ်လည်းဒီကြောက်တဲ့သူတော့ကြောက်တယ်အမဆိုဖားသိအောင်ကြောက်တာဇန်းကြောက်တာဘလို့မှမရအောင်ကိုကြောက်တာအဲ့ဒါလေးစိုက်ခဲတာမှောက်တယ်အရှိမအဲ့ဒါကြီးလည်းမျောဖုံးဆိုလဲသွားတာအဲ့လောက်ကြီးဖြစ်တယ်ကြောင်းမှလည်းသတိမေ့လဲသွားဘူးတယ်မတိဆုံးမတိရန်မောပြင်းပြမဲနဲ့ကြောက်ချွေးခဲ့ကြစုံရလဲမဆောက်ဘူးစိတ်ချမ်းသာမလားဝါရတဲ့စိတ်ချမ်းသာဝါလိုက်ပိန်ရတဲ့စိတ်ချမ်းသာပိန်လိုက်လှရတဲ့စိတ်ချမ်းသာလှလိုက်ကိုဖြစ်တည်မှုကိုပဲဘယ်သူကလာပြောတာမှ လက်မခံနဲ့မင်းသားမင်းသမီးပါမဟုတ်တာဟုတ်ရှယ်လင်ထက်ဒုတိယနေ့မှာစူးကိုလည်းဖိတ်တယ်ဘွဲလေးတက်ဖို့ပေါ့နော်အဲဆိုတော့ねဘွဲတက်လေးလာတက်ပြီဖြစ်တာပါရှင်တမင်းမစားကောင်းပါလေမဇုံငယ်တော့အော်ဟုတ်တယ်တော်တော်ပိန်တယ်တော်တော်ပိန်တယ်ပြောရအကြမောလောက်ရုပ်စိုးလဲဆိုပြောရလေကဲ ွေပြန်တက်လာလေးပြောပါဟုတ်တယ်ဆရာတော့ဘာမှမဖြစ်ဘူးတင်တာပဲဟိုကိုမလှလားမလှလားလူတွေမှလှချင်းမလှချင်းအခုလဲကိုမလှပါဘူးအာဒါပြင်တက်စင်တက်လို့ဒါလေးလှတယ်လို့ထင်ကြတာတကယ်နဲ့မလှပါဘူးဘာပြောကိုဖြစ်တည်မှုကိုခံယူတယ်ဘလို့နဲ့နေအဲ့ဒီဟိုထမင်းမစားတဲ့မန္တလေးမျိုးဟိုဘာဘီတပီလေးလာဒါလဲသူဖြစ်တည်မှု तू စိတ်ကျင်တဲ့တာ तू ပျော်တယ်လေလူဘဝကြီးမှာ तू စိတ်ကျင်တဲ့တာ तू ခံယူမှု तू ပျော်ရွှင်ဖို့လိုတယ်ပတ်ဝန်းကျင်ကဒါအတွက်ဒီဟာဆိုတာမျိုးသိရမို့လားအမားတို့ကြတော့ကွာ ဒါဆိုရင်ပြိတ္တကနည်းနည်းပိုင်နေပြီ။ဝါလာပြီဝေရှောင်းဟိုလိုကြီးမလုံးနဲ့ဒီလိုကြီးမလုံးနဲ့သူတို့အကြိုက်တွေတွားတာကိုအကြိုက်ထက်လေအဲအဲ့လိုမျိုးတွေပေါ့ကိုဆိုစိတ်ကြိုက်စားမယ်တောက်မယ်နေမယ်ထားဝါချင်လားဝါပါစေဘာဖြစ်တယ်လဲဒီလိုမျိုးဒါပေမဲ့ပြိတ္တတွေကကြတော့အုံးမဝါစီနဲ့ဝါလာမယ်မိဆိုအခုဆိုမမဆိုရင်ကာဘိုဟိုက်ဒရိတ်တွေဖြတ်ပလိုက်ပြီ။ထမင်းတွေတကြားတွေအကုန်လုံးဖြတ်ချလိုက်တယ်။အာဒါနည်းနည်းစားသိတာလေ၄ဘောင်နဲ့၅ဘောင်ကြားမှာရောက်သွားပြီပေါ့နော်။အဲဆိုတော့မဆိုးဘူးပေါ့အဲအဲ့လိုလေးပေါ့။မတိဆုံး 啊，对啊，妈哦，平平慢慢的做，追个那个作业来嘛。မလာတမင်းတကယ်ကြောက်တာတကယ်ကြောက်တာအေးမြင်းသားနဲ့မနေနိုင်ချက်သိမ်းနေထားပြီးစာချင်းအဲ့အမကအမေနဲ့တတူတယ်ထင်ပါရဲ့အမေရဲ့ပိန်ပိန်လေးလေးအသက်62နှစ်မှအမေဆုံးတော့ပိန်ပိန်လေးပဲပိန်ပိန်တို့ထမင်းကလည်းတွေ့အောင်တွေ့တာအမကကြိုက်တာထမင်းကိုလည်းအဲ့လိုအကြိုက်စားတာ မမတို့ကကြတော့စကိုင်းတိုင်းဘက်ကရွာဘက်ကဆိုတဲ့ခါကျငပိရီကိုအဲ့လောက်မရင်းနေဘူးလေငန်းပြရီပြောပဲလို့ငန်းပြရီပြောလို့ပဲနှက်တို့လေစပားကြော်လေးနဲ့မျိုးဆိုအိုးချမောင်ကျွဲ့နဲ့လို့နေတည့်ရမလားနေနေပြီးမှလေဆုံးခင်းနဲ့ပြန်စားတာအဲ့လိုအဲ့လိုတည်းမှာနေတာမနေတတ်လို့ငငယ်လေးကလေးကစတားဖရာလောက်တာလေ ာတောက်ဆိုင်မှာကြီးရတယ်တည်မလားဇွန်ခင်းဆိုသူမြန်ကိုင်တာငငယ်လေးကလေးကအဲ့လိုစာတောက်ဆိုင်လာတဲ့အဲ့လိုဧည့်သည်တွေလာကိုင်တာမြင်ပြီးကွာလိုက်ကိုင်လိုက်ကိုင်စားတာအခုဆိုလို့ဇွန်ခင်းမင်းစားရတဲ့ဇွန်အရှိလေးနဲ့မှာအဲ့အဲ့လိုဘူးဘူးဆိုရင်လည်းထောင်ပေးပါဘုန်းကြီးကဆူဆူဆိုရင်လည်းထောင်ပေးပါဒါတယောက်ဆောင်ဖို့မှာဘုံတီဦးဒါငါးသုံးသားရင်းမှာဦးစားပေးပြီးရွေးပေးတာဖြစ်ရမယ်။မဟုတ်ဘူး။မဟုတ်ဘူး။မဟုတ်တကယ်အောင်တော့ကောင်းတာ။ 妈妈约我嘞。မလိုလိုက်ဘူးမောင်ဆိုင်နဲ့တူတူပဲပြိတ်တိုက်ဆိုင်ကာမလိုပဲလေတမီးရဲ့ဒါသူဖြစ်တည်မှုလေဟိုသူဟာသူစိတ်နဲ့သူပြောလို့ပြောကြတာပါပဲဟိုဘယ်လိုပြောမလဲအမတို့လည်းလူပဲတမီးတို့လည်းလူပဲအကုန်လုံးလူပဲ all perfect တရားရဟန်းတို့ပြည့်ပြည့်စုံတာဘယ်သူရှိလို့လဲနော်မရှိဘူးလေနော်မရှိတဲ့အခါကျတော့ तू ဟာအော်ကိုလည်းမရှိသူလည်းမရှိဘူးဒါပေမဲ့ကိုမရှိတာကိုမမြင်မဲနဲ့ तू ရဲ့မရှိတာကိုမြင်ဘာလို့ဆိုတော့ကိုကဒီလို ဟိုပြောတဲ့လူကမီဒီယာပေါ်မှာရောက်တော့ပါရောက်တယ်ဆိုရင်တော့သူလည်းသိသွားမှာပေါ့เนาะဒီလိုနေရာလေးတစ်ခုပေါ့အဲအဲ့လိုခေါင်းအဲ့ဒီအချိန်မှာဟိုကလေးလေးကလည်းစကားလေးမတက်တာလည်းပါတာပေါ့เนาะသူကသူ့စိတ်ထဲမှာရှိတာတော့ပြောလိုက်ပေမဲ့လေဟိုတစ်ဖက်မှာတော့လှမ်းကြီးစရာပုံစံမျိုးဖြစ်တော့ပေါ့သူကစကားကိုလှအောင်တစားမစင်တတ်တာပါဟိုလိုမျိုး तू ကြည့်ဘူးပါတယ်သူရဲ့အင်တာဗျူးလေးတွေကြည့်တယ်ဟုတ်သမီးကထမင်းဟိုမစားဘူးရှင်ဟိုစားလို့မရတာပေါ့เนาะစိတ်ထဲမှာကိုစားလို့အဆင်မပြေတာပေါ့เนาะအဲအဲ့လိုလေးပေါ့ သူစိတ်ထဲမှာလည်းတကယ်ထမင်းကိုကြောက်မဲ့ပုံပေါ်ပါတယ်ဟိုဘယ်သူလဲဟိုမင်းသမီးလေးစောင်းဆန်ဆိုအတီးကြောက်တာလေတကယ်လဲဒီကြောက်တဲ့သူတော့ကြောက်တယ်အမဆိုဖားတေးအောင်ကြောက်တာအရန်ကြောက်တာအမလေးပြောရင်တော့အဲဖားဘွားအဒီဟာကိုအရန်ကြောက်တာဘလို့မှမရအောင်ကိုကြောက်တာအဲ့ဒါလေးစိုက်ခဲတာမှောက်တယ်အရှိမအဲ့ဒါကြီးလည်းမျောဖုံးဆိုလဲသွားတာအဲ့လောက်ကြီးဖြစ်တယ်ကြောင်းမှလည်းသတိမေ့လဲသွားဘူးတယ် လွယ်ထဲလာထည့်ထားတယ်။အဲ့ကရေဖြစ်တာငငယ်လေးကရေကလူတိုင်းမှာတော့ကြောက်စိတ်ဆိုတာရှိကြတယ်။ဒီကြောက်စိတ်ကိုကာကွယ်ပြီးတင်းပြီးတော့တော့ကိုယ်ကြောက်ဖို့ဘာညာလဲလို့နေကြတာမလား။မီဒီယာပေါ်ရောက်ရင်ပြောတော့ခံရမှာပဲလေ။မီဒီယာပေါ်မရဘူးသူမှလာမပြောဘူးလေ။မီဒီယာပေါ်ရောက်လို့ဝင်ရေးချမရမပြောအဲ့တော့ကဲကိုယ်လည်းပြောမှာပဲ။ဟုတ်ကဲ့နေစားတာလေ။ဟုတ်ကဲ့။အပြင်ထားမှာလေမဆိုင်ရေးကြီး။နော်နော် အဲ့တော့ကိုကိုစိတ်ချမ်းသာမယ်ကိုချမ်းမာမယ်ကိုလောက်ရက်ကဘာသူ့ပေါ်မှာမှမယုံပါဘူးကိုတီအကောင်းဆုံးဖြစ်နေဖို့လိုတယ်လူပိတနေရပြီဝါလည်းကျန်းကျန်းမာမာနဲ့ဝါနေရပြီပိန်လည်းစင်းမမာနဲ့ပိန်နေရကိုစိတ်ချမ်းသာမလားဝါရလည်းစိတ်ချမ်းသာရဝါလိုက်ပိန်ရလည်းစိတ်ချမ်းသာပိန်လိုက်လားရလည်းစိတ်ချမ်းသာလားလေကိုဖြစ်တည်မှုကိုပဲဘယ်သူကလာပြောတာမှလက်မခံနဲ့မင်းသားမင်းသမီးကမဟုတ်တာ